ဟုတ်ကဲ့၈နာရီ40စုံမယ်လို့ပြောတာဗျာကျွန်တော်ဗောနော်နည်းနည်းလေးဒီမှာ YouTube က subscriber နဲတော့ကျွန်တော် YouTube မှာ live လုပ်လို့မရဘူးဗောနော်အဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီဘက်မှာနည်းနည်းလေးအစဉ်ပြေမဲ့နေရာလေးစူးစမ်းကြည့်ပြီးတော့လုပ်ပေးနေပါတယ်နော်ကျွန်တော်တေအပိတ်တဲ့ပရိသတ်တွေတယောက်ချင်းတွေအထူးကျေးဇူးတင်ပါတယ်ကျွန်တော် YouTube channel လေးကိုလည်း subscribe မလုပ်ရသေးရင်ကျွန်တော် subscribe လုပ်ပေးဖို့ကျွန်တော်တောင်းဆိုပါတယ်ကျွန်တော်တို့ဒီနေ့မြန်မာစံတော်ချင်းညနေည9:00နာရီခွဲမှာ Chelsea Nottingham Forest နဲ့ Chelsea တင်းတို့ကမ်းမဲ့ပွဲလေးပေါ့နော်ကျွန်တော်မနေ့ကည ွဲကျိုသုံးသက်ချက်တိုင်းဖွဲကျိုသုံးသက်ချက်တိုင်းဖွဲဥထွက်လူစင်ချက်စီရဲ့ဖွဲဥထွက်လူစင်ရတော့ကျွန်တော်ခမန်းနိုင်တဲ့အတိုင်းပေါ့နော်ထွက်ပွဲထွက်လာပါတယ်ကျွန်တော်ကိုသမားနေရာမှာတော့ဆန်ချက်နောက်တန်းမှာတော့နော် left left ဘက်မှာတော့ကိုကိုရီးယားကျွန်တော်မှန်တာတဲ့အတိုင်းပဲစင်တာ၂ဆန်တာဘက်၂ရောက်အထိုင်ရကြတော့ကျွန်တော်တို့ level 9နဲ့တူစင်ကိုသုံးတာပေးပါတယ် နောက်ပြီးကြတော့ဒီဘက် right back မှာကြတော့ကျွန်တော်တို့ bridging လေးကိုတုံးတာတယ်ပေါ့နော်ဒါအတွက်ကြောင့်မလို့ကျွန်တော်နောက်တန်းကပြောမယ်ဆိုရင်တော်တော်လေးကိုအဆင်ပြေသွားတာပေါ့နော်နောက်တော့တော်တော်လေးမှာသွားတယ်ပေါ့နော်ကျွန်တော် northern forest နို့တကယ်လေးရှင်ကန်နိုင်မဲ့အနေအထားပေါ့နော်ကွင်းလင်ရလဲကျွန်တော်ပြောတဲ့အတိုင်းပဲကျွန်တော်ထင်တယ်လို့လေးမှန်းထားတဲ့အတိုင်းပါပဲ anzo fanadet နဲ့ kai city ကိုတွဲပြီးလာတယ်ကျွန်တော်စင်လေးတော်တော်ပြည်တယ်ဗျကျွန်တော်တော်တော်လေးဝမ်းသာတယ်တော်တော်လေးပေါ့နော်ဒီနေ့ပွဲကိုကျွန်တော်တို့တော်တော်လေးကိုအား ခဲရတာဗောနော်ကျွန်တော်ဒီပွဲနိုင်မှကိုကကိုအလုတ်ကိုကိုလုတ်ဒီပွဲနိုင်မှကျွန်တော်ချန်ပီယံလိဝင်ခွင့်ကိုတခြားသင်းတွေကြည့်စရာမလိုဘဲနဲ့ဝင်မှာဗောနော် Northern Forest ကလည်းလုံးဝဗောနော်ဒီနေ့ပွဲကိုသူတို့လည်းအနိုင်ခံမှာပဲပွဲကတော့တော်တော်လေးကြိတ်နေရှိပါတယ်ကဲတိုက်စစ်နေရာမှာတော့အဲလယ်တန်း၃ရောက်နေရာမှာတော့ကျွန်တော်မနေ့ကမှန်းထားတဲ့အတိုင်းဆန်ချိုရဲ့ကိုပါမာရဲ့ရှေ့ဆုံးမှာတော့ကျွန်တော်တို့ နာတိုထောင်တိုက်စစ်နဲ့ထားတာတွေပေါ့နော်ကျွန်တော်မှန်းထားတဲ့အတိုင်းပဲလူပွဲထွက်လူစင်းရတော်တော်လေးကောင်းပါတယ်ကျွန်တော်ချက်စီအမားနဲနဲနဲ့ကန်ပြီးတော့နိုင်3မှတ်ရှာဖွေသွားမယ်လို့ကျွန်တော်ယူဆရတယ်ပေါ့နော်ဒီတည်းလို့တာဒီနေ့ပွဲသားအနိုင်3မှတ်ရရင်ကျွန်တော်တို့2025 2026ချန်ပီယံလိဝင်ဝင်ကိုကျွန်တော်တို့အသင်းရရှိသွားမှာဖြစ်ပါတယ်အခက်မသိလို့ကံကြောင်မတိုက်ဆိုင်လို့ကျွန်တော်တို့အသင်းတည်ရည်သို့မဟုတ်ရှုံးခဲရင်တော့ ဒီနေ့ပွဲကျွန်တော်တို့နည်းနည်းလေးအနေရရှိပါတယ်။တရေကြခဲ့မယ်ဆိုရင်တခြားအသင်းတွေကိုကျွန်တော်တို့တခြားအသင်းတွေရဲ့ပွဲရလဒ်ကိုစောင့်ကြည့်ရမှာဖြစ်ပြီးရှုံးခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့မျှော်လင့်ချက်ကတော့လုံးဝကုန်ဆုံးသွားပါလိမ့်မယ်။ချန်ပီယံလေးမျှော်လင့်ချက်ကပေါ့နော်။ကဲထိုနည်း၎င်းကျွန်တော်တို့အခုကြည့်လိုက်တဲ့အချိန်မှာ Nottingham Forest ကလည်းကျွန်တော်ပြောတဲ့ Mourinho ပေါ့နော်။သူတို့နောက်တန်း captain လေးကိုကျွန်တော်က အရန်သို့မဟုတ်ပွဲထွက်လူစင်းမှာမပါလာဘူးလို့ကျွန်တော်ထင်တာဒါပေမဲ့ကျွန်တော်တို့ထင်တဲ့အတိုင်းမဟုတ်ပဲနဲ့ပွဲထွက်လူစင်းမှာကိုသူပါလာတယ်ဒရာရတဲ့ဘာညာကျွန်တော်တို့သတင်းတွေတွေ့ရှိထားတဲ့အတွက်ပေါ့နော်တော်တော်လေးကိုသူတို့နောက်တန်းနဲ့လည်းတော်တော်လေးမမာလေးပြင်ဆင်ထားတာတွေ့ရတယ်တသိန်းနဲ့တသိန်းကြားမှာတော့တော်တော်လေးပေါ့နော်ဒီနေ့ပြိုင်ဆိုင်မှာပေါ့နော်ကျွန်တော်တို့မြန်မာစံတော်ချင်းညနေည9:00ခွဲမှာ Northern Forest နဲ့ Chelsea တို့ရဲ့ကစားတာကိုကျွန်တော်တို့ ချီရှူအားပေးကြပါလို့ကျွန်တော်လည်းတောင်းဆိုပါရစေ။ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ရသေးရင် subscribe လေးလုပ်ပေးပါ။နောက်ပွဲဒီမှာကျွန်တော် YouTube ကနေလည်း live လွှင့်မှုကြိုးစားပါမယ်။ကျွန်တော်ရေဝိုင်းရံပေးကြပါလို့ကျွန်တော်တောင်းဆိုခြင်းပါတယ်။ဒီပွဲလေးရောကျွန်တော်ပြိတ္တတရောအမြင်ကဘယ်လိုရှိမလဲခင်ဗျ။ကျွန်တော်တို့ Chelsea fan တယောက်အနေနဲ့တော့နိုင်ကျင်တာပေါ့နော်။ဒါပေမဲ့တခြား fan တွေကြအနေနဲ့ကြတော့ဒီပွဲကြတော့မျက်မျက်တတဗမ်းလိုက်ပဲပြောရရင် Chelsea နိုင်မှုမလွယ်ဘူး။မှန်ပါတယ်။ Chelsea က အသင်းကြီးတွေနဲ့ဒီတစ်ခါနောက်ဆုံးတွေ့ခဲ့တာပွဲ၈ပွဲမှာဖူဟန်ပွဲတဲကိုကျွန်တော်တို့2-1နဲ့အဝေးခွင့်နိုင်တာနော်တခြားပွဲတွေကျွန်တော်တို့တည်ရသို့မဟုတ်ရှုံးနေပြီပဲဖြစ်သွားတယ်ကျွန်တော်တို့အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီပွဲကိုမျှော်လင့်ချက်တော့တားနေတာပေါ့ဒါပေမဲ့ကိုယ်အသိကြတော့လဲနိုင်ရမယ်ဆိုပြီးတော့အပိရတာပေါ့ဗျာနိုင်မှဖြစ်မယ်ဆိုပြီးတော့အပိရတာပေါ့ဒီနေ့နိုင်မှကျွန်တော်တို့တော်တော်လေးအဆင်ပြေမှာပါချန်ပီယံလေးဝင်ခွင့်ရမှာပါเนาะမနေ့ကကျွန်တော်ပွဲကြိုးသုံးသက်ချက်တိုင်းဖူမတ်က ကန်စီတိုကိုလက်ပတ်နေရာထုတ်ထားတယ်။ကိုယ်လည်းမှာအန်ဆိုဖာနန်ဒက်နဲ့လာဗီယာကိုတွဲပီးထားတယ်။ဒါပေမဲ့ကျွန်တော်ဖြစ်ချင်တဲ့စန္ဒာကကိုယ်လည်းမှာအန်ဆိုဖာနန်ဒက်နဲ့ကန်စီတိုကိုတွဲပီးပြီးတော့လက်ပတ်မှာကြတော့ကျွန်တော်တို့ကျွန်တော်တို့ရဲ့အတင်းကောင်းဆောင်ရစ်ဂျင်းကိုတုံးပေးနေခြင်းနဲ့ဆိုပြီးကျွန်တော်ပြောတဲ့အတိုင်းအဲ့လိုလေးတုံးပေးတဲ့အတွက်ကျွန်တော်ချက်စီတော်တော်လေးတောက်ပေးပါတယ်။ကျွန်တော်ဖြစ်နိုင်ရင်တော့ တကယ်လေးကိုဒီနေ့ပွဲကိုနိုင်စေခြင်းနဲ့ကျွန်တော်တို့ Chelsea လာမယ့်နှစ်မှာ Champion League ဝင်ကဲမယ်ဆိုပြီးတော့ကျွန်တော်တို့ပြိတဲ့အနေနဲ့တော့အားခဲရတာပေါ့နော်ကျွန်တော်တို့လည်းဒီနေ့ပွဲတော့အနိုင် Chelsea အနိုင်ယူသွားမယ်လို့ကျွန်တော်စိတ်ထင်နေပါတယ်တေးမနေ့ကလိုပဲပေါ့နော် Chelsea အနိုင်ရခိုင်နှုန်းက65ရခိုင်နှုန်းတေးကြမယ်ဟာ25ရခိုင်နှုန်း Nottingham Forest ကတော့ကျွန်တော်အထင် Nottingham Forest ကတော့ကျွန်တော်အထင် Nottingham Forest အနိုင်ကကြတော့ကျွန်တော် ဆရာကလည်းကျွန်တော်ပေးထားတာပေါ့နော်အိုက်တိုင်းလေးကျွန်တော်တော့မှတ်ထားပါတယ်ကဲပွဲပြီးကျွန်တော်တို့သုံးသက်ချက်လေးလည်းကျွန်တော်လုပ်ပေးပါမယ်အခုပွဲကျူသုံးသက်ချက်လေးကတော့ကျွန်တော်တို့ဒီလောက်နဲ့ပဲညနာပါမယ်နော်အားပေးတဲ့ပရိသတ်တူချင်းတွေကိုအထူးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လေးလုပ်ပေးဖို့တောင်းဆိုပါတယ်ကျွန်တော်အခုမှစပြီး run နေတဲ့အတွက်ကျွန်တော်ပြောမှဆိုမှရှိရင်ခွင့်လွှတ်ပါလို့ကျွန်တော်ဒီကနေ့အနုညွတ်တောင်းပန်ခြင်းပါတယ်နောက် video လေးမှလေးလည်းကျွန်တော်တို့တွေ့ဆုံကြပါမယ်လို့ကျွန်တော်ဒီကနေ့ပြောလိုက်ရင်းနဲ့ နှုတ်ဆက်ပါတယ်ဘိုင်ဘိုင်ပွဲပြီးရင်ပြန်လာခဲ့ပါမယ်